အားလုံးပဲမင်္ဂလာပါရှင်ပြစ်ကြတော့မြန်မာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ reading လေးကတော့ကိုအကြောင်းကို reader ကသူတို့ကိုဘယ်လိုပြောလဲဆိုတာလေးကိုကြည့်ပေးသွားမှာဖြစ်ပါတယ် pick up ပိုင်းပဲဖြစ်ဖြစ် personal reading ပဲဖြစ်ဖြစ်ကိုကတစုံတယောက်အကြောင်းကိုသိချင်လို့လာမေးတာလည်းရှိတယ်လို့တစုံတယောက်ကလည်းကိုအကြောင်းသိချင်လို့ reader တယောက်ယောက်ကိုသွားမေးတာမျိုးလည်းရှိနိုင်တာပဲ pick up ပိုင်းကြည့်ရလည်းရှိနိုင်တယ်ပေါ့နော်ဒီ reading idea လေးကလေကျမကြည့်နေကြနိုင်ငံခြားက reader တယောက်စီရရတာ သူကသူ့ရဲ့ pick up by region လေးသူတင်ထားတာပေါ့เนาะကျွန်မခေါင်းစစ်လေးပဲတွေ့လိုက်တာအဲ့မှာအရန်စိတ်ဝင်စားသွားတယ်ပြီးတော့ပို့ပြီးတိုက်ဆိုင်တာကျွန်မစီမှာလေထားတော့လာမေးတဲ့စုံတွဲလေးတွေတွေရှိတယ်နှစ်ယောက်စလုံးကလာမေးကြတာကျွန်မကတော့သူတို့ကိုမပြောပြဘူးဒါ privacy ကိုအဲကာကွယ်ပေးရမယ်ဆိုတော့ခံယူချက်လေးကျွန်မမှာရှိရယ်ပေါ့เนาะအဲ့တော့ညီမလေးကောင်းလေးလာမေးပဲလို့သူ့ကိုလည်းမပြောဘူးညီမလေးကောင်းမလေးလာမေးပါတယ်လို့လည်းတစ်ခုဘက်ကလည်းမပြောဘူးပေါ့เนาะ ဒီတိုင်းပဲနှစ်ယောက်စလုံးကိုကြည့်ပေးလိုက်တာသူတို့နှစ်ယောက်ကိုကြည့်ပေးပြီးသွားတဲ့အချိန်မှာကျမဒီဗီဒင်းလေးလုပ်ဖို့အတွက်ပို့ပြီးတော့မှတွန်းအားလေးတစ်ခုရသွားတာပေါ့နော်လုပ်ပေးချင်သွားတာပက်ကပိုင်းလေးအဲ့အကြောင်းဒီ reading လေးကိုလုတ်ပေးဖြစ်သွားတာဖြစ်ပါတယ်ဒီ reading မှာဆိုရင်အဓိကကကို့အကြောင်းကို reader ကသူတို့ကိုဘာပြောလဲအဲ့အလေးကိုကြည့်ပြီးသားမှာဖြစ်ပါတယ်ရွေးချက်စရာဖိုင်လေး၃ခုရှိပါတယ်ဖိုင်1ဖိုင်2ဖိုင်3ဆိုပြီး၃ခုရှိပါတယ်အတတ်နိုင်ဆုံးမိမိရဲ့စိတ်ကိုကြီးညာအောင်ထားပြီးတော့အစွဲဆောင်နိုင်ဆုံးဖြစ်နေတဲ့ဖိုင်လေးကိုရွေးလိုက်ပါနော် ရွေးပြီးသားပြီလို့ထင်ပါတယ်เนาะဖိုင်ဝန်းလေးရစပြီးတော့ကြည်လိုက်ကြမယ်เนาะကတ်လေးတွေကတော့ထုတ်ပြီးသားဖြစ်သွားပြီဘာလို့လဲဆိုတော့တုံးထားတဲ့ဓာတ်တွေကများတယ်ဗောနော် oracle လည်းအများကြီးပဲအဲကြောင့်ဒီမှာဒီကတ်ထုတ်တဲ့အချိန်ကိုတက်တက်ကြီးမယူချင်တော့လို့ဒီတစ်ခါကတော့ကတ်ထုတ်တာကိုဖီချင်းဗီဒီယိုမရိုက်လိုက်တော့ဘူးဗောနော်ထုတ်လိုက်တယ်ဒီတော့ကြည့်မယ်เนาะပထမဆုံးကတော့ self care တဲ့လေး နောက်တစ်ခုကတော့ wisdom လေးတွေ့ရယ် self care ရဲ့ wisdom ရယ် cousin dogs in our group ဖြစ်ရစီ queen of pentacles five of pentacles ထားတော့ကနောက်တစ်ခက်ကြံသေးတယ်ဘယ်ရောက်သွားလဲမသိဘူးကပ်ယူတဲ့အချိန်တုန်းကကြံသွားတာအာ ten of swords တဲ့ ten of swords လေးတွေ့ရတယ်ဒီတော့အစပြောတော့မယ်နော် ဖိုင်ဝမ်လေးတွေအကြောင်းကိုတော့တစ်ဖက်ကရီဒါကကျမကိုယ်တိုင်လည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်။ဘာပြောလဲဆိုလို့ရှိရင် तू อ่ะသူ့ကိုယ်သူတန်ဖိုးထားတဲ့တဲ့သူလေးပါတဲ့ Inner Group ရဲ့ Western ရဲ့တွေ့တဲ့အချိန်မှာဘာမြင်လဲဆိုရင်လေကောင်းကောင်းလေး transformation ဖြစ်ထားတဲ့သူမျိုးလို့မြင်ပါတယ်တဲ့ Western ရဲ့ Inner Group ရာဘယ်လိုပြောရမလဲ spiritually အဖြစ်လေးလေဒီလိုလူတွေက Inner Group အကောင်းနေတော့သူများကိုမှန်ကန်တဲ့အကြဉာဏ်ပေးနိုင်တယ်တို့ဒါတွေက ကိုကအတွေ့အကြုံတစ်ခုကိုဖြတ်သန်းထားတယ်။ channel source တွေရဲ့ fiber particle twin queen of particles ဒီလိုမျိုး stable ဖြစ်တဲ့အနေအထားတစ်ခုဒီလိုမျိုးသူများကိုအကြံဉာဏ်ပေးနိုင်တဲ့ level တစ်ခုရောက်အောင်လို့ကိုကြုံတွေ့ခဲ့ရတာဖြတ်သန်းခဲ့ရတာလေးတွေရှိနေမယ်။အဲ့ဒီအပေါ်မှာကိုက trauma တွေရနိုင်မဲ့အစားစိတ်တော့ကတွေရနိုင်မဲ့အစားမရခဲ့ဘူးတော့မဟုတ်ဘူးရခဲ့တယ်။ငယ်ဘဝကြောင့်ပဲဖြစ်ဖြစ် တခုခုပေါ့နော်အတိတ်က relationship ပဲဖြစ်ဖြစ်တငယ်ချင်းကြောင့်ပဲဖြစ်ဖြစ်ရခဲ့တဲ့ trauma တွေအကုန်လုံးကိုကိုက healing ဖြစ်ပြီးသွားပြီဖြစ်ပြီးသွားတော့မှ inner group အာအားကောင်းလာတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကပို့ပြီးတော့မှရင့်ကျက်လာတယ်တည်ငြိမ်လာရဲ့တည်ငြိမ်လာတယ်တွေးတတ်ခေါ်တတ်လာတယ်ပြီးတော့ wisdom သူများကိုလည်းအကျဉာဏ်တွေကောင်းကောင်းပေးတတ်လာတယ်ကိုယ့်ရဲ့စိတ်ကိုကကိုကိုကိုလည်းမျှတအောင်တွေးတတ်တာမျိုးပေါ့နော်ကိစ္စတစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒီကိစ္စကိုအမှန်ကန်ဆုံးဝေဖန်ပိုင်းခြားနိုင်တယ် ဉာဏ်ပညာရှိရဆိုတဲ့အနေအထားတစ်ခုကိုရောင်းနေတာမျိုးကိုတွေ့ရတယ်။ဒါက reader ကဖိုင်ဝမ်းလေးတွေအကြောင်းကိုပြောပြတာကိုပြောနေတာနော်။ပြီးတော့ဖိုင်ဝမ်းလေးတွေတည်တဲ့ခွေးလေးတွေကြောင့်လေးတွေနဲ့အချိန်ဖြုန်းရတာကိုနှစ်သက်တဲ့သူလေးတွေဖြစ်ပါတယ်တဲ့။အိမ်မာနေရတာကြိုက်တာပေါ့နော်။အာအိမ်မာနေရတာအေးဆေးဆေးတတောင်တတလေး TV ကြည့်လိုက်အနားယူလိုက်အဲ့လိုလေးခွေးနေရတာမျိုးကို ကြိုက်တယ်တဲ့။အပြင် activity တွေလုပ်ရတာထက်ဆိုင်ရင်ဒီမှာလဲထပ်ပြီးတော့ကြောင်လေးတွေပြန်ပါတယ်နော်။ဒီတော့ဖိုင်ဝမ်းလေးတွေကတော့ တတိယဆန်လေးတွေချစ်တတ်တဲ့သူလေးတွေပေါ့နော်အိမ်မွေးလိမ့်ဆန်လေးတွေချစ်တတ်တဲ့သူလေးတွေလို့တော့မြင်ပါတယ်တဲ့နောက်တစ်ခုကလေအိမ်မွေးတတိယဆန်လို့တော့ပြောလိုက်ပေးမယ်လေကျမအမြင်ဒီဘက်မှာခွေးလေးတွေနဲ့ကြောင်လေးတွေပါတယ်ဒီဘက်မှာကြောင်လေးတွေဆိုတော့အကောင်ပလောင်လေးတွေချစ်ကိုချစ်တတ်တာပေါ့နော်ဘယ်အကောင်လေးနေနေချစ်တတ်တယ်ဆိုတဲ့သူလေးတွေလည်းပါလိမ့်မယ်နောက်တစ်ခုကဒီမှာပီယာစင်းတွေ့တယ်ကိုယ့်ရဲ့အကြိုက်ကကြတော့နည်းနည်းထူးဆန်းတယ် ကိုနေတဲ့ပုံစံကကြတော့အလုံးဝအဲတခန်းတနာနဲ့ခွင်းလိုမျိုးတည်တည်ငြိမ်ငြိမ်နေတတ်တယ် stability အားကောင်းတဲ့ပုံစံမျိုးပြရတဲ့နောက်တစ်ခုကတော့ luxury sand နဲ့ပစ္စည်းလေးတွေတုံးတယ်အစင်တန်းမြင့်မြင့် high class ဆိုတဲ့ပုံစံမျိုးဖြစ်အောင်နေရတာမျိုးကိုကြိုက်တယ်အဲ့လိုမျိုးလူတွေကထင်ကြတယ်ပြီးတော့ဖြစ်ဆန်တာကိုလည်းကြိုက်တယ်ခင်မိတာကိုလည်းကြိုက်တယ်ပြောချင်တာကအစင်တန်းမြင့်တဲ့ပုံစံဖြစ်အောင်တော့နေတယ်ခင်နဲ့လည်းအညီလိုက်ရောညီတွေဖြစ်အောင်လို့ ကြိုးစားပြီးတော့နေရဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်ခေတ်ဆန်တာကိုလည်းကိုကသဘောကျတယ်နှစ်သက်တယ်ပေါ့နော် fiber bandages ရဲ့ tan or source ရဲ့ဒါကတော့ဖိုင်ဝမ်းလေးတွေဖြတ်တန်းခဲ့ရတဲ့ဂျာနီလေးတစ်ခု ဖြစ်မယ်လို့ထင်တယ်။လုံးလေးဖြစ်တာအထီးကျန်တာ။ tan or source နာကျင်စွာပြီးဆုံးခဲ့ရတဲ့တစုံတစ်ခု၊ဘဝရဲ့သင်ခန်းစာတစ်ခု၊ chapter တစ်ခု closing ဖြစ်သွားတာ၊ပိတ်သွားခဲ့တာပေါ့နော်။ဒီ chapter ကနေရတဲ့သင်ခန်းစာတွေကို လေ့လာသင်ယူပြီးတော့မှကိုက inner grow တွေဖြစ်လာတယ်။ ရှင်းချက်လာတယ်တည်ငြိမ်လာတယ်စဉ်းစားတွေးခေါ်တတ်လာတယ်သူများကိုအကြံဉာဏ်တွေပို့ပေးတတ်လာတယ်ကိုကိုတိုင်းအတွက်လည်းကိုရဲ့ life မှာတတောင်တတာဖြစ်အောင်ဘယ်လိုနေရမလဲကိုကိုကိုချစ်တတ်အောင်ဘယ်လိုနေရမလဲကိုကိုကိုဘယ်လိုချစ်ရမလဲဆိုတာကို learning ဖြစ်လာတယ်ဒီတော့ reader ကဖိုင်ဝမ်းလေးအကြောင်းဘာပြောလဲဆိုရင်ရှင်းချက်တဲ့သူလေးတည်ငြိမ်တဲ့သူလေး high class ဖြစ်တယ်ပေါ့နော်အစင်တန်းမြင့်မာတဲ့သူလေးခစ်တော့မီတယ်အဲအစင်တန်းမြင့်မာတယ်ပြီးတော့ခတ်ဟော့ဟော့ ဲ့လောက်ကြီးအရန်ကြီးဟော့တာတော့ဟုတ်ချင်မှာဟုတ်မယ်။သို့တော့ခင်မိတဲ့ပုံစံမျိုးလေးတွေကိုသဘောကျတဲ့အစင်တန်းရှိတဲ့အစင်တန်းရှိရှိလှပတဲ့ချောမောတဲ့သူလေးဖြစ်တယ်လို့မြင်ပါတယ်တဲ့။ဖိုင်ဝမ်လေးကမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်နော်အစင်တန်းရှိတဲ့ခင်မိအောင်လဲလာရောညီတွေဖြစ်အောင်နေတယ်ဆိုတော့ပုံစံမျိုးလေးကိုတွေ့ရပါတယ်တဲ့။အခုလိုတည်ငြိမ်နေတာရင်ကျက်နေတာမတ်ကျူအားဖြစ်နေတာဒါတွေအကုန်လုံးကအတိတ်မှာနာကျင်ခဲ့ရတဲ့သင်ခန်းစာလေးတစ်ခုရှိတယ်ဆိုတာကိုလည်းရီတာတွေကမြင်တယ်။ ီတော့ဖိုင်ဝမ်းလေးတွေအတွက်ကတော့ grow up ဖြစ်လာတဲ့လူတစ်ယောက်ပေါ့နော် mature ဖြစ်လာတဲ့လူတစ်ယောက်လို့မြင်တယ်တခွန်းနဲ့နဲ့ပြောရရင်ဉာဏ်ပညာရှိတဲ့သူလေးအကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့သူလေး wise ဖြစ်တဲ့သူလေးလို့ပြောနေပါတယ် reader လေးတွေအဖိုင်ဝမ်းလေးတွေအကြောင်းခင်မီစွာနဲ့အစင်တန်းမြင်မာစွာအာကြည့်ကောင်းအောင်အဲချောနေအောင်လှပနေအောင်ကြည့်ကောင်းနေအောင်စူးစမ်းပြီးတော့နေတတ်တဲ့ပြင်ဆင်တတ်တဲ့သူလေးတွေလည်းဖြစ်ပါတယ်တဲ့ တရဝါလေးတွေအပေါ်မှာလည်းကျင်လာတတ်တယ်ချစ်တတ်တယ်ပြီးခဲ့တဲ့အတိတ်ကဒဏ်ရာတွေကိုအရန်ပူဆွေးနေမဲ့အစားသင်ငန်းစာယူပြီးတော့မှအရှိကိုပဲဆက်ကြည့်ပြီးတော့မှ မကျွာဖြစ်ဖြစ်နေနေထိုင်နေတဲ့သူလေးတွေဘဝကိုအတိတ်ပဲရှိအောင်ဖျက်တမ်းနေတဲ့သူလေးတွေလို့မြင်ပါတယ်တဲ့ဒီတော့ဖိုင်ဝမ်းလေးဒွယ်ရီတင်လေးကတော့ဒီလောက်ပါပဲဆုံးတိကြည့်ပေးကြရဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဖိုင်ထူးလေးတွေအတွက်ကြည့်မယ်နော် ဖိုင်ထူးလေးတွေအတွက်ကို curiosity awareness Nylighting. Shape shifter mimicking. The catch any game. Skinny. Six of Cups. Ten of Wands. The Chariot. Mm -hmm. ိုင်ထူးလေးတွေအကြောင်းကိုတော့ရီတာကဘယ်လိုပြောလဲဆိုလို့ရှိရင်တော့သူ့ကိုတိတ်မယုံပါနဲ့လို့ပြောထားတယ်တဲ့အမြင်နဲ့မတူတဲ့သူလေးဖြစ်နိုင်ပါတယ်တဲ့သူကဖိုင်ထူးလေးတွေအကြောင်းကိုပြောတဲ့အချိန်မှာလေတစ်ဖက်သူကချောတယ်လှတယ်ဆိုတဲ့ပုံစံမျိုးကိုရီတာကပြောတယ်တစ်ဖက်သူဆိုတာဖိုင်ထူးလေးတွေကိုပြောတာနော်ဖိုင်ထူးလေးတွေကချောတယ်လှတယ်ကြည်ကောင်းတယ်ပေါ်ပါတဲ့အသွင်တဒံလေးရှိတယ်လူငယ်ဆန်နဲ့ခင့်မိတယ်ဆိုတဲ့ပုံစံလေးကိုပြောထားတယ်နောက်တစ်ခုကပါရှိလဲဆိုရင် um သူ့ကိုတေချာတိဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းသတိပေးထားတယ်ဖိုင်ထူးလေးတွေအကြောင်းကိုတစ်ဖက်လူသည်တိဖို့လိုအပ်တယ်ဖိုင်ထူးလေးတွေမှာကအမြင်နဲ့မတူစွာကိုဖုံးကွယ်ထားတဲ့လေးလံတဲ့အရာတွေရှိနေတတ်တယ်စေစောကတ်အတိတ်ကိုမမေ့နိုင်သေးတာထန်တော့ဝမ်းပင်မန်းစွာနဲ့ထန်ဖို့ထားရတဲ့ responsibility လေးတွေရှိနေတာ the cherry ရောဘလို့နေနေရအောင် အဆင်ပြေအောင်နေမယ်ကိုဟာအခက်ခဲတိုင်းကိုအောင်နိုင်သူကြီးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့အားကျင်းပြီးတော့နေတတ်တဲ့ strong ဖြစ်တဲ့သူလေးတွေဖြစ်တယ်ဆိုတာကိုလည်းပြောထားတယ်နောက်တစ်ခုက responsibility တွေများတာမျိုးပေါ့เนาะအတိတ်မှာလည်းဒဏ်ရာဒဏ်ချက်တွေကလည်းများခဲ့သေးတယ်အဲ့ဒါတွေလည်းမမေ့နိုင်ခြင်းလေးတွေကများတယ် turn of ones ပင်ပန်းနေတဲ့ကိစ္စလေးတွေကလည်းရှိတယ်လက်ရှိမှာပင်ပန်းနေတာဒါမှမဟုတ် responsibility တွေယူထားရတာတာဝန်ယူထားရတဲ့သူတွေများနေတာ six of cups ပြီးခဲ့တဲ့ကိစ္စလေးတွေလည်းမမေ့နိုင်သေးတာမျိုးอ่ะရှိတယ်။အပေါင်းအသင်းနဲ့ပဲပတ်သက်ပါစေ၊ချစ်သူကြီးစားနဲ့ပတ်သက်ပါစေ၊ငယ်ဘဝနဲ့ပဲပတ်သက်ပါစေ။အတိတ်တွေကိုမမေ့နိုင်သေးတဲ့လွမ်းစွတ်တန်းတားနေရဆိုတဲ့ energy မျိုးလေးကဖိုင်ထူးလေးတွေမှရှိတယ်။အဲ့ဒါကိုမြင်နေရလိမ့်မယ်ပေါ့နော်။ဘလောက်ပဲခက်ခဲတွေများနေပါစေခက်ခဲတွေများလိုက်တာအတားအဆီးတွေများလိုက်တာလို့စိတ်ပြက်ပြီးတော့ညှဉ်းညူနေမဲ့သူလေးတွေမဟုတ်ပါဘူးတဲ့ ဘာလို့မဆိုတိလို့စိတ်အာရန်ကောင်းပါတယ် curiosity အားကောင်းတယ်သိချင်တယ်တက်ချင်တယ်လိလာသင်ယူချင်တယ်ဉာဏ်ကောင်းတဲ့သူလေးတွေဖြစ်တယ် smart ဖြစ်တယ်သင်ယူတက်မြောက်လွယ်တယ်ပေါ်ပါတယ်ပေါ့နော်ချက်ချင်းသင်ချက်ချင်းတက်အဲ့ဒါမျိုး quick learner လေးတွေဖြစ်တယ် awareness ကကြတော့သူများတဲ့တကွက်ပို့ပြီးတော့မှကြုံမြင်တယ်လို့ကျမကတော့ပြောချင်တယ်ဒီကတ်တွေအကုန်လုံးပေါင်းလိုက်ရင်အဲ့လို energy ခံစားရတာမို့လို့ဖိုင်တူးလေးတွေဒီချက်မြက်တယ်သူများတဲ့ရှေ့တလန်အောင်အမြဲကြိုးပြီးတော့မှမြင်တတ်တယ် သိနေတာများတယ်ပေါ့နော်သိရင်သိတယ်လောက်လဲနှုတ်ကအကုန်လျှောက်ပြောတာမျိုးမဟုတ်ဘဲနဲ့တိမ့်ထားတဲ့တင်စိတ်ထဲမှာဒါကတော့ထုတ်ပြောတင်တယ်ဒါကတော့ထုတ်မပြောတင်ဆိုပြီးတော့မှစဉ်းစားပြီးတော့မှတိမ့်စီထားတဲ့တဲသူမျိုးလေးတွေစီကန်းရှိတဲ့သူမျိုးလေးတွေနှုတ်စီကန်းရှိတဲ့သူမျိုးလေးတွေဖြစ်တယ်ပေါ့နော်နိုင်လိုက်တင်မိသားစုပေါ်မှာစောင့်ရှောက်တတ်တဲ့ချစ်ပေးတတ်တဲ့သူလေးတွေပါပဲပုံစံလေးကိုကြည့်ရင်ခင်မိတဲ့အစင်းဒီဇိုင်းလေးနဲ့ခင်မိတဲ့ပုံစံလေးနဲ့ဆိုတော့ ချစ်တတ်တဲ့သူဟုတ်ပါမလား family ကိုခင်တွယ်ကြပါမလားလို့ထင်ကောင်းထင်လိမ့်မယ်သို့တော့တကယ်တမ်းအတွင်းကြကြသူ့ကြောင့်သိပြီဆိုရင်တော့ तू က family ကိုခင်တွယ်တတ်တဲ့ဂယုစိုက်တတ်တဲ့သူလေးတယောက်ဖြစ်ပါတယ်တဲ့ရှိတ်ရှိတာမိမိကင်အပေါ်ယံလေးကိုပဲကြည့်ပြီးတော့မဆုံးဖြတ်လိုက်ပါနဲ့သူ့ရဲ့အပေါ်ယံပုံစံလေးကိုကြည့်ပြီးတော့အဲဒီလိုမျိုး ပုံစံလေးရပါလိဘယ်လိုလုပ်ပြီးမိသားစုအတွက်စဉ်းစားပေးကြမှာလဲသူ့ကိုယ်သူပဲလှအောင်နေနေမှာပေါ့ချောအောင်နေနေမှာပေါ့ကြီးကောင်းအောင်နေနေမှာပေါ့အဲ့လိုတွေးလို့မရဘူး ဖိုင်ထူးလေးတွေအကြောင်းကိုသိဖို့အများကြီးလိုအပ်သေးရလို့တွေကြပြောထားတယ်နောက်တစ်ခုကအရန်ကြီးမယုံဖို့ပြောတယ်ဆိုတာလေဒီကက်လေးပါတယ်ရှိတ်ရှစ်တာမိမိကင်ဖိုင်ထူးလေးတွေကပြောတဲ့စကားနဲ့တကယ်စိတ်ထဲမှာခံစားရတာနဲ့ကခါလေးကြရင် opposite တွေဖြစ်နေတတ်တယ် opposite ပြောပြလိုက်တာမျိုးပေါ့နော်စိတ်ထဲရှိတဲ့အတိုင်းမဟုတ်ဘဲနဲ့နည်းနည်းလေးဟန်ဆောင်ခြင်းလိုက်တဲ့အခိုက်အတန့်လေးတွေရှိနေမယ်လို့ထင်တယ်ပြောရင်ပြောတဲ့အတိုင်းမယုံပြစ်လိုက်ပါနဲ့အောင်သူ့အကြောင်းကိုတေချာသိအောင်လေ့လာပါအောင်လို့ပြောတာ ဖိုင်ထူးလေးတွေရဲ့စိတ်ရင်းစည်တနာဖိုင်ထူးလေးတွေရဲ့တကယ်စိတ်ရင်းအမှန်ကိုသိဖို့လိုအပ်သေးတယ်။စိတ်ရင်းအမှန်ဆိုတာကမကောင်းနေတာတော့ကျမဒီမှာသိမတွေ့ဘူး။ကိုက strong ဖြစ်တယ်။ဘလောက်ပဲပင်ပန်းရလဲလက်မလွတ်ဘူးမိသားစုစောင့်ရှောက်ခြင်းနဲ့ပေါ့နော်။မိသားစုမဟုတ်ရင်တော့တာဝန်ယူခြင်းနာလေးတွေရှိတယ်။ကိုကအိမ်မှာပေါ်ပါတယ်ဗတာဝင်မှမယူရဘူးဆိုရင်တော့မဆိုရှယ်တာဝန်တွေယူနေတာမျိုးပေါ့နော်လူမှုရေးအလုပ်တွေလိုက်လုပ်ပေးနေတာမျိုးတာဝန်ယူတတ်တဲ့သူမျိုးလေးဖြစ်နေမယ် ဆိတ်ဆော့ခတ်အတိတ်က connection တွေဘာတွေနဲ့ပတ်သက်ပြီးတော့လဲစိတ်ကတိတ်ပြီးတော့မပြတ်သားနိုင်တာတို့ဒါကြောင့်သိမယုံနဲ့အောင်လို့ပြောတာမျိုးလို့ပြောတာလည်းဖြစ်နိုင်တယ်နော်ဖိုင်ထူးလေးတွေက အတိတ်ကတယောက်ယောက်ကိုမမေ့နိုင်သေးလို့အဲ့ဒီအတိတ်ကတယောက်ယောက်နဲ့ပတ်သက်ပြီးတော့ပြန်ပတ်သက်တာမျိုးတွေဖြစ်နိုင်မလားမသိကြသေးလို့သူ့ကိုသိပြီးမယုံနဲ့အောင်လို့ရတာသူတို့တွေကိုတတိပေးတာမျိုးဖြစ်နိုင်တယ်နော် ဒီတော့ဖိုင်ထူးလေးတွေအတွက် reading လေးကတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဖိုင်ထူးလေးတွေအတွက်ကြည့်မယ်နော် selflet တွေ rebirth တွေ time for myself တွေ Where's the oh? <laughs> Just it. Just it. The Emperor. Queen of Cups. regret mistakes ဆိုပါလားပထမဆုံးတစ်ချက်ဒီမှာတွေ့ရတာကတော့ဖိုင်ဆွေးလေးတွေကကိုကိုကိုအယံကိုချစ်တတ်တဲ့သူလေးတွေဖြစ်ပါတယ်ကိုကိုကိုအပြေအဝါကာကွယ်ပေးခြင်းတဲ့သူလေးတွေကိုကိုကိုအချိန်ပေးတတ်တဲ့သူလေးတွေဖြစ်ပါတယ်မိသားအမြဲယူရတဲ့သူလေးတွေပေါ့နော် the emperor ကိုကိုကိုချစ်တတ်တဲ့ အချက်ကတခါလေကြရင်အတ္တလူမျိုးဖြစ်သွားတာမျိုးလည်းရှိတတ်တယ်ကိုကိုကိုအရန်ချစ်ပြီးတော့အမ်အတ္တကြီးရဲ့ပုံစံမျိုးလေးဖြစ်သွားတာမျိုးတော့လည်းရှိတတ်တယ်ဒါပေမဲ့လွန်လွန်ကဲကဲအတ္တကြီးရဲ့လို့တော့မမြင်ဘူးဘာလို့လဲဆိုတော့ Emperor နဲ့ကတ်လာတာ Justin နဲ့ Queen of Swords အဲ Queen of Cards ဖြစ်တဲ့အတွက်လေပြန်ပြန်ပြီးတော့စဉ်းစားတယ်ကိုချင်းစားတတ်တယ်ပေါ့နော်သူများအောင်ငါဒီလိုမျိုးပြောလိုက်ခြင်းကလှုပ်လိုက်ခြင်းကသူတို့အတွက်ဘယ်လိုစိတ်ခံစားမှုလေးတွေ energy လေးတွေဖြစ်သွားစေမလဲဆိုပြီးတော့တွေးပြတတ်တဲ့စိတ်လေးတရားမျှတတဲ့စိတ်လေးရှိတယ် rebirth rebirth ကတော့လေကျမ rebirth ကိုဘယ်လိုမြင်လဲဆိုလို့ရှင်သူကပြန်လဲမွေးဖွားခြင်းပေါ့เนาะသူ့ရဲ့ဓာတ်ရိုက်ဘာသာပြန်လဲဆိုရင်တော့ဒါမဲ့ဒီနေရာမှာဆိုရင်ကလေသင်္ကန်းစာယူရလို့ကျမမြင်တယ်သူကအဖြစ်ပြက်တစ်ခုဖြစ်လိုက်တယ်ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့မှသင်္ကန်းစာယူပြီးတော့နောက်တစ်ခါကျရင်ဒီလိုအမှားမျိုးမမှားရအောင်တတိထားရပေါ့နော်ကိုစိတ်ကူပြန်ပြီးတော့အစ်စ်ကနေပြန်ပြင်ဆင်နေဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်။ which လေးတွေ့တယ်။ဖိုင်ရွှေလေးတွေက magical ဆန်တဲ့သူမျိုးလေးတွေဖြစ်ပါတယ် magical ဆန်နေဆိုတာထူးဆန်းတဲ့သူမျိုးလေးတွေပေါ့เนาะအတွေးခေါ်အယူဆအစားထူးဆန်းနေအတိတ်ဘဝတွေဘာတွေတုန်းကကိုက magic နဲ့ပတ်သက်တဲ့ဟာတခုခု တက်ကြွခဲ့တဲ့ သူလိုမျိုးလေးတခါလေကျရင်ကိုယ်စိတ်ကအထင်တဲ့ဟာမျိုးကအပြစ်မှာတကယ်ဖြစ်လာတာမျိုးလေးဖြစ်တတ်တယ် regret mistake လည်းတွေ့တယ်တခါလေကျရင်ကိုကတော့ကိုကိုကိုချစ်တယ်ကိုကိုကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့လှုပ်လိုက်တဲ့အရာလေးတွေက သူများတွေအတွက်ကအမားတွေများဖြစ်သွားမလားသူများတွေများကိုကြောင့်နာကျင်သွားမလားဆိုပြီးတော့ကိုကနူးညံ့တဲ့စိတ်ထားလေးနဲ့တွေးပြီးတော့မှနောက်တရတာမျိုးလေးရှိတတ်ပါတယ်တဲ့။ဖိုင်ထွေးလေးတွေရဲ့ပုံစံကိုကြည့်ရတာလေ။ကိုကစိတ်ရင်းလဲကောင်းတယ်သူများအတွက်လည်းတွေးပြီးတတ်တယ်တရားမျှတဲ့စိတ်ထားမျိုးလေးရှိတယ်။စူးစားရတယ်ပေါ့နော် justice ကအလုံးနဲ့ပတ်သက်ရင်လည်းစူးစားရတယ် effort ထည့်တယ်ထည့်တဲ့ effort အလိုက်ပြန်ရတာကိုပဲလိုချင်တယ်အချင်းနဲ့ပတ်သက်ရင်လည်းကိုက effort ထည့်တာပဲအဲ့မှာကိုပေးလိုက်တဲ့ effort အတိုင်းတံပြန်ရလာမယ်မြစ်တာမျိုးအချင်းမျိုးကိုပဲလိုချင်တယ်ကောင်းမှရတဲ့သူမျိုးလေးတွေဖြစ်တယ်။တခါလေကြရင်အခြေကကိုပေးရင်ပေးတဲ့အတိုင်းပြန်မရနိုင်ဘူး။အလုတ်ကလည်းကိုလုံရင်လုံတဲ့အတိုင်းအတိမတ်ပြူမခံရတာလည်းရှိနိုင်တာပဲ။အဲ့လိုအခြေမျိုးတွေမှာကကိုကစိတ်ဆိုးတာတို့နည်းနည်းမခံမရနိုင်ဖြစ်တာမျိုးကသူများထက်နည်းနည်းပိုပြီးတော့မှအဲ ခံစားချက်ကြီးမားသွားတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်။အယံဝမ်းနေသွားတာ။ဖိုင်ဆွေးလေးတွေက emotional ဖြစ်တတ်တယ်လို့တော့ကျွန်မမြင်တယ်။လူတွေအမြင်မှာတော့လေခက်ဆွာဆွာလေးခက်ဆိုးဆိုးလေးပေါ့နော်။ယောက်ျားလေးဆိုလို့ရှိရင်လည်းမဟုတ်မခံလေးဖြစ်ကောင်းဖြစ်နေမယ်။တကယ်တမ်းစိတ်ထဲမှာကျတော့ emotional ဖြစ်တတ်တဲ့သူလေးဖြစ်ပါတယ်။နူးညံ့တဲ့ခံစားလွယ်တဲ့သူလေးဖြစ်တယ်နော်။ဒါကြောင့်မယ်စကားတခုပြောပြီးသွားရင်အဲ့စကားလေးကအဲသူများအတွက်ဘလို့အတိတ်ပဲတက်ရောက်စီမလဲဆိုတာတွေးပြီးတော့နောင်တရရတာစိတ်မကောင်းဖြစ်တာမျိုးလေး ဖြစ်တတ်တဲ့သူမျိုးလေးတွေဖြစ်ပါတယ်တဲ့ကျမဒီမှာအကြံပေးရမယ်ဆိုရင်တော့ဒီ reading ကတော့အဓိကတော့ fine three လေးတွေအကြောင်း reader reader တယောက်ယောက်ကဘယ်လိုပေးလဲဆိုတာလေးဘယ်လိုပြောလဲဆိုတာလေးကိုကြည့်ပေးတဲ့ reading လေးပေါ့နော်ဒါမဲ့ဒီမှာဗာတွေ့လဲဆိုတော့ဘယ်လိုလေးအကြံပေးခြင်းလဲဆိုတော့လေဒီလိုအခြေအနေမျိုးမှာဆိုရင်ကိုယ့်ကိုတန်တရားမဝင်ပါနဲ့လို့ပဲကျမပြောခြင်းတယ် fine three လေးတွေရာလေးအဲ့လိုမျိုး ပြန်ပြန်ပြီးလိလဆန်းစစ်တယ်ငါငါကုံငါချစ်လို့ငါကုံငါကာကွယ်ခြင်းလို့ပြောလိုက်တဲ့စကားလေးကသူများအတွက်အရင်ညာ negative ဖြစ်သွားလားဆိုပြီးနောက်တရရတာမျိုးအဲ့လိုမဖြစ်ပါနဲ့ကိုက fair ဖြစ်တယ်သူပေါ့နော် justice fair ဖြစ်တယ်အရာရာကိုအမျှတစွာစဉ်းစားရတဲ့ပေါ့နော်စိတ်ဓာတ်ကောင်းတယ်လို့ပြောလို့ရတယ် emotion နဲ့ဖြစ်တတ်တယ်ဒီတော့ကိုယ့်ကိုယုံကြည်ပါနှုတ်ကတော့ထိရမယ်ဟုတ်တယ်ချင်းတိပေါ့ထိတဲ့နေပေါ့နော်ဒီမှာလည်းအခုချိန်ထိအောင်နှုတ်မထိနိုင်မဲနဲ့ပြောပြစ်လိုက်တာတွေပါရှိတယ်အများကြီးရှိတယ်အခုဒီမထိနိုင်သေးဘူးထိဖို့တော့ကြိုးစားနေတော့ပေါ့နော် ပြီးတော့နှုတ်စကားကိုလည်းဖိုင်ထရီလေးတွေသူများထက်ပိုတော့တတိထားရမယ် which လေးပါထားတယ်ကိုပြောတဲ့စကားတကယ်ဖြစ်လာတတ်တယ်သူများနဲ့မတူကိုယ့်ရဲ့စကားတခွန်းကအများကြီးရောက်သွားနိုင်တယ်ပေါ့နော် energy တခုခုပါသွားတတ်တယ်ကျမပြောတာသဘောပေါက်မယ်လို့တော့ထင်တယ်ပေါ့နော်ကိုယ့်ရဲ့စကားတမန်လူတွေပြောတဲ့နှုတ်ထွက်စကားနဲ့မတူဘူးတခုခုဖြစ်သွားတတ်တယ်ဆိုတာမျိုးလေးရှိတယ်အဲ့တော့နှုတ်ထွက်စကားလေးကိုတော့တတိထားပါပြီးတော့နောင်တာတော့မရပါနဲ့ကိုကစိတ်ရင်းကောင်းတဲ့သူလေးဖြစ်တယ် ဒီလောက်ကြီးထိထင်တယ်လောက်ကိုကသူများပေါ်နိုင်ချင်အောင်လုပ်မိတာတို့ negative emotion တွေပေးမိတာတို့သူများကကိုဘလို့ထင်မလဲအဲ့အဲ့အမျိုးတွေတိတ်ပြီးတော့မတွေးပါနဲ့ဖိုင်ဆွေးလေးကြီးကျမအမြင်ကတော့ fair ဖြစ်တဲ့သူလေးတွေစိတ်ထားကောင်းတဲ့သူလေးတွေဖြစ်ပါတယ်ဗီဒါကလည်းအဲ့လိုပြောပြထားပါတယ်ဖိုင်ဆွေးလေးတွေအကြောင်းလေဒီတော့ဖိုင်ဆွေးလေးကြီးတွေ reading လေးကတော့တက်လောက်ပါပဲစုံထီးကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်